ဒီနေ့ကတော့ဖြိုးခွရိုင်ထိုးလာတဲ့မြက်လေးတွေကိုချင်ငံဆက်လေးတုပ်ပြီးတော့ဖြိုးဟာသမင်းဖြူနဲ့တွဲဆမှာဖြစ်ပါရဲ့ဖြိုးရဲ့ဘလော့လေးအဆုံးထိကြည့်ပေးကြပါအောင်ရှင်ဆောက်ကောင်းနေပါအားလုံးမင်္ဂလာပါရှင်ဖြိုးရဲ့ပေးချင်တဲ့ပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့ကတော့ဖြိုးကတောင်ပေါ်ကနေကိုရံချိုးလာတဲ့မြက်လေးတွေနဲ့မြက်တော့လို့ဆောင်မှာပေါ့နော်ဒါကတော့ဖြိုးပြုတ်ထားပြီးသားမြက်လေးတွေပေါ့နော် ကဲမြင့်လေးထည့်ပြီးရင် ပြွာဒီမှာကျက်တော့နေစိမ့်လေးထည့်ပါမယ်။ကဲဒါကြတော့ရှားရွက်လေးတွေလှီးကြတာပေါ့နော်။ရှားရွက်လေးထည့်မယ်။ကဲပြီးရင်စီချက်လေးထည့်ပါမယ်။ဒါကျက်တော့နေစီချက်တော့ကျက်တော့ဖြူစီချက်နဲ့တုပ်ချင်လဲကောင်းပါရဲ့။ပြီးရင်ဒါပဲကြက်မုတ်ပေါ့နော်ပဲကြက်မုတ်ထည့်ပါမယ်။ကဲပြီးရင်ပစုံချောက်လေးပါထည့်ပါမယ်။ ။ရာသအတွက်ချွတ်မုတ်လေးနည်းနည်းထည့်ပါမယ်။ဆက်ဆက်လေးစားဖို့အတွက်ငရုတ်တီချက်မုတ်ထည့်ပါမယ်။ရပီငံပြားကြီးလေးနည်းနည်းထည့်မယ်။ကဲအစုံထည့်ပြီးရင်တော့ဖြိုးလို့တိတ်ချနေပါတော့မယ်။ကဲအခုဆိုလို့ရှိရင်တော့ဖြိုးရဲ့မြင့်တုပ်လေးရပြီပေါ့နော်ဖြိုးကလေအနံ့လေးမှုရအောင်လို့တံမြာဒီလေးပါနည်းနည်းထည့်လိုက်ပါမယ်တံမြာဒီမထည့်ဘဲနဲ့ဒီတိုင်းစားလဲကောင်းတယ်တိလား ကဲအခုဆိုလို့ရှိရင်တော့ဖြိုးရဲမြှင့်တုပ်လေးရတာပါပြီကဲအခုဆိုလို့ရှိရင်ဖြိုးရဲမြှင့်တုပ်လေးရတာပြီပေါ့နော်။ तू ကလေတမျိုးတည်းနဲ့ထမင်းမိတ်စီတာတည်လား။ဖြိုးတော့ဆက်စားပါတော့မယ်။ထမင်းဖြူလေးနဲ့ပဲ။ကဲ။ဟော ယ် share ပဲစပါမယ်ရွှဲဖူတီတီအရင်ကျွေးမယ်နော်ထားကြပါဦးရှင်ဖြိုးတော့စားပြီးထမင်းဖြူလေးနဲ့ပဲစားတော့မယ်ကဲစားပါပြီအိုရန်ချိုးရလို့လားမေးညလျာချိုးနေရောပါ ဟောကောင်းနေပါဒီမြင့်တော့ပါလေဒီတိုင်းရင်ွေးချမ်းလေးနဲ့ပဲတုတ်လာလဲဆောက်ကောင်းမသိရတို့ရရတာလေရတာတမျိုးတည်တာဖြူကတမျှတည်လေးပါညှစ်ထဲရတော့ ဘလိုပဲအနားလည်းမှုံမွေရှောက်ရကလည်းမှုံမွေမြင့်ကလည်းလေဝါလိုက်ရင်ကကြက်ကြက်နဲ့လေစားလို့ကောင်းတယ်ဘယ်မသိခရူးတော့ယူဝါနေရတယ်ဘယ်ကတက်ကတက်နဲ့อืมก็เลยเนาะ ုံးချင်ရတဲ့မြစ်တွေရံပေါင်းနေပြီဆိုတော့လေပြောဆိုမြစ်စင်ကောလောက်စားတယ်မြစ်တုံးလောက်စားတယ်မြစ်ဟင်းမြစ်ကြောအစုံပြောလို့ရှိရင်ဖြိုးမြစ်ချင်းလောက်ထားတဲ့ဗီဒီယိုလေးလည်းတင်ပြရောမသိလားဖြိုးမြစ်ချင်းနေအများကြီးလောက်ထားတာမြစ်တွေချုံနေပါ အော်လိုက်တာရှင်းမိတော့လားချင်းရဆက်လေးနဲ့အရင်ဆောက်လို့ကောင်းတာမယ်ဖြိုးလို့မြင့်ကြိုက်တယ်ဆိုလို့ရှိရင်အခုလို့မြင့်တုပ်လေးလှုပ်စားကြည့်ကြအောင်နော်ကဲဖြိုးကတော့ဒီမှာရက်လိုက်ပါတော့မယ်နောက်တော့ကြာလို့ရှိရင်ဖြိုးဘာချက်ပြပြီးတော့ဘာစားပြအောင်လဲဆိုတာစမှုကြည့်ရှုပေးကြပါအောင်ရှင်တဒါ